မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတာချောင်းဦးမြို့နယ်မုံရမန္တလေးလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့ရင်နှန်းကိုလုံခြုံရေးအတွက်ကင်းယူပေးရန်ထွက်လာတဲ့စစ်ခွေးများကိုဝင်ရောက်တိုက်ခိုက်ရာစစ်ခွေး3လောင်းနဲ့တနက်3လက်ကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘာလ10ရက်နေ့မနက်9:30မိနစ်ခန့်မှာမုံရွာမန္တလေးလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲတန်းရဲ့လုံခြုံရေးအထွတ်ကင်းယူပေးရန်ထွက်လာတဲ့စစ်ခွေး၄កောင်ကိုချောင်းဦးမြို့တန်လွင်မြမစီဆိုင်အနီးမှာတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးအလောင်း၃လောင်းစိုင်းကယ်၄စီး BA63 တနက်၃လက်9 mm G 464တောင်း 7.62G 652တောင်းជីကအုပ်ထုပ်၃လုံး BA63 ជីပေါက်၁၀ခု BA94 ကြီပေါက်3ခုလက်ပြဘုံတစ်လုံးနဲ့လက်ကင်ဖုန်း၄လုံးတို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုချောင်းမြို့နယ်ပတ်ခပတိုက်ခိုက်ရေးတပ် CHU PDF နဲ့ Special Force 11 LPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြပြီးတော့ဒေါ်လိုင်းရပ်ပေါ်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့အနီးမှာရှိတဲ့ကျေးရွာများကပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်သေးဆုံးသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ10ရက်နေ့မနက်10:00ခန့်မှာလောင်းလုံးမြို့အနီးမှာရှိတဲ့ကျေးရွာများကပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးရန်စစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့လာရောက်တယ်။ ်အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်ဒိဆုံးသူတွေများပြားပြီးတော့ဒိဆုံးတဲ့သူတွေကိုကားသုံးစီးနဲ့လောင်းလုံးမြို့ပေါ်ကိုပြန်လည်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အဲဒီနောက်လောင်းလုံးမြို့တွင်မှာလည်းစစ်တပ်ကတနားများပစ်ဖောက်ခဲ့တယ်လို့ပြောပါတယ်။စစ်ခွေးတွေကစစ်ကြောင်းနှစ်ကြောင်းအင်အား60လောင်းနဲ့လောင်းလုံးမြို့ဘက်ကနေပြီးတော့ မြို့နာကကြေးရွာတွေကပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတာကိုကျွန်တော်တို့ဘက်ကပိတ်ဆို့တိုက်ခိုက်ခဲ့တာပါစစ်ခွေးစစ်ကြောင်းကရွာထဲကိုတော့မရောက်လိုက်ဘူးအထိခိုက်များပြီးတော့ပြန်လည်ဆုတ်ပြေးသွားတယ်တိုက်ဆုံတဲ့သူတွေလည်းတော်တော်များတယ်လို့ဒေတာဖင်းစီရေးသတင်းအရေးမြစ်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ဒဝဲ KI တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကအတိပြုပြောဆိုတော့လေတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့မကြမီမှာထုတ်ပြန်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငစုံမြို့နယ်မြို့သားစီမြောက်တောင်မှာပြည်သူများကိုစက်ကြီးကောင်းနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတိုက်ခတ်ရာစစ်ခွေး၃ကောင်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလာရှိရနေညနေ၄နာရီအချိန်ကမှငစုံမြို့နယ်မြို့သားစီမြောက်တောက်မှာပြည်သူများနဲ့ခရီးသွားကားတွေကိုဆက်ချီးကောက်နေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကို SDF ငစုံအဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မြို့သားစခန်းကနေမြို့သားဈေးတောင်ကိုလာပြီးတော့ဆက်ချီးကောက်ကြတာပါ။စစ်ခွေး၁၀ကောင်ဝင်းကျင်လောက်ပါတယ်။တိုက်ခိုက်တဲ့အချိန်တုန်းကနှကောင်သေးတယ်။နှကောင်ကတော့အပြင်းထန်ဒဏ်ရာရတယ်။ နောက်ထပ်ကြားတဲ့သတင်းကတော့စစ်ခွေးတကောင်ထက်သေးတယ်လို့ကြားတယ်။စုစုပေါင်း၃កောင်သေးတာပေါ့။နှစ်ယောက်ကတော့အပြင်းထန်ထိခိုက်ဒဏ်ရာရသွားတယ်။ဒေါ်လန်ရဲဘော်တွေဘက်ကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Special Task Force ငဇုံကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အလားတူပဲသခိုင်းတိုင်းမုံရွာမြို့နယ်တာစီကျေးရွာအနောက်ဘက်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ထောင်ကြီးကွင်းနဲ့ရဲစခန်းတို့ကိုဝင်ရောက်တိုက်ခိုက်ရာရဲသုံးဦးတေဆုံးခဲ့ကြောင်းဗမာတပ်တော်ဘာမာအာမီကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုမာလာ6ရက်နေ့ညနေ9:00ခန့်အချိန်မှာ မုံရွာမြို့နယ်တာစီကျေးရွာနောက်ဘက်မှာရှိတဲ့အချက်မဲ့စစ်တပ်ရဲ့ဒေါင်ကြီးကွင်းနယ်ရဲစခန်းတို့ကိုဗမာတပ်မတော်ဘာမအာမီ အမှတ်နှစ်စေဦးစီးကုကဲရေးယုံကုကဲမုံအောင်မှာရှိတဲ့အမှတ်905တပ်ရင်းနဲ့မဟာမိတ်ပူပေါင်းတပ်များကတွားရောက်ပြီးတော့ထိုးစစ်ဆေးတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်တဲ့အချိန်45မိနစ်အတွင်းမှာ60မမများနဲ့အချက်မဲ့စစ်တပ်ဘန်ကားများကိုအနီးကပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲမှာဒေါ်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဘက်ကရဲတုံးအောင်တိုက်ဆုံသွားတဲ့အပြင်ထောင်ကြီးကွင်းမှာအဆောက်အဦနဲ့ပြည်စည်းများလည်းထိကိပြည့်စင်းမှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ဘီလင်းမြို့နယ်ပြင်းမပင်စိတ်အနောက်ရွာကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာတေဆုံးခဲ့တဲ့သူ9ဦးဟာအသက်6နှစ်ကနေ12နှစ်အရွယ်အတွင်းသာရှိသေးတဲ့ကလေးငယ်9ဦးဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလာ9ရက်နေ့ည7:00နာရီကျော်ခန့်မှာအကြမ်းမဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ပြင်းမပင်စိတ်အနောက်ရွာကိုဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါဗါဒအကြမ်းမဆက်တက်ရဲ့ဘုံကျဲတက်ခိုက်မှုအတွင်အသက်6နှစ်အရွယ်စောထွန်းထွန်းမင်းအသက်9နှစ်အရွယ်စောလင်းထက်သာအသက်9နှစ်အရွယ်နောမင်္ဂလာဖော်အသက်10နှစ်အရွယ် နော်မဆမ်းမြင့်နဲ့အသက်ဆက်နက်နဲ့အရွယ်နော်မတန်းတန်းတို့ပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်လေချောင်းတက်ခိုက်မှုအတွင်းနေအိမ်များလည်းထိခိုက်ပျက်စီးခဲ့ပြီးတော့ဒဏ်ရာရှိသူ9ဦးထက်မနည်းရှိတယ်လို့သိရပါဗျ။စစ်ခွေးတွေလေချောင်းတက်ခိုက်လို့တိတ်ဆုံးတဲ့သူတွေကကလေးငယ်တွေပဲလို့ထပ်သိရတယ်။အသက်6နှစ်ကနေဆက်နက်နဲ့အရွယ်ကလေး9ဦးတိတ်ဆုံးသွားပါတယ်။ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။နေအိမ်တွေလည်းပျက်စီးကုန်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တကူရွာကိုအချမ်းပတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ကျောင်းသားများအပါအဝင်ပြည်သူ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရပြီးတော့၅ဦးဟာစိုးရင်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ၁၀ရက်နေ့မနေ့၉နာရီ၁၈မိနစ်ခန့်မှာအချမ်းပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တနင်္သာရီမြို့နယ်တကူရွာကို Jet Fighter ဒဇီးနဲ့ဘုံကျဲကစစ်တပ်နဲ့များနဲ့ပြစ်ခတ်တိုက်ခိုက်သွားတယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတက်ခတ်တဲ့အချိန်မှာကလင်းငယ်များចောင်းသွားတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ចောင်းသား9ဦးနဲ့ပြည်သူ9ဦးကျော်ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။အခုလိုထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ9ဦးဟာဒဏ်ရာအခြေအနေစိုးရိမ်ရပြီးတော့ဂျန်တဲ့သူတွေကတော့အသေးစားဒဏ်ရာများရရှိခဲ့တယ်လို့ပြောပါတယ်။လေးចောင်းတက်ခတ်မှုအတွင်းမှာလည်းအဆောင်များထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးတွေကလေကြောင်းတက်ခဲ့တဲ့အချိန်ကကြောင်းသွားတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင်းသား9ဦးလည်းထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။စုစုပေါင်းဒဏ်ရာရတာကတော့ကြောင်းသား10ဦးကျော်လောက်ရှိတယ်။ပြင်းထန်ဒဏ်ရာရရှိသူ9ဦးလည်းပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်မှာခလာရတရတဲ့တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့တအုပ်နဲ့ခမာရ433တပ်ရင်းက စစ်မှုထမ်းတပ်သားတဲ့တအူးတို့ဟာတနက်တလက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ22ရက်နေ့ခမာယ433တရင်ကစစ်မှုထမ်းတပ်သားတဲ့ကိုတိုင်းဟာတနက်ယူဆောင်လာခြင်းမရှိဘဲကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလေးတရင်ခွန် KNDO တပ်ခွဲနှစ်လက်အောက်ခံတောကြီးမူဟောက်တပ်ဖွဲ့ King Cobra Force တန်းကိုအလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။ အော်တိုဘားလာ၁၀ရက်နေမှာလဲဘလောမြုံနယ်မှာခလာရ၁၁တက်ရင်ကစစ်ဗုဒ္ဓန်တပ်သားတဲ့ရဲတီဟာဟာတနက်တက်လက်နဲ့အတူအလင်းဝင်ရန်ဆက်သွယ်လာတဲ့အတွက်ကြောင့်ဒေါ်ကြီးမွေဟောက်တပ်ဖွဲ့ King Cobra Force ကရဲဘော်များကတွားရောက်ကြိုးစိုးလက်ခံရရှိခဲ့တယ်လို့သိရပါဗါဒအလင်းဝင်ရောက်လာတဲ့စစ်ဗုဒ္ဓန်တပ်သားတဲ့ရဲတီဟာနဲ့အတူလက်နဲ့ MA1 တနက်တက်လက်ကြီပေါက်၄ခုကိုပါတိမ့်စီရရှိခဲ့တယ်လို့သိရပါဗါစစ်ဗုဒ္ဓန်တပ်သားတဲ့ရဲတီဟာဟာအသက်၁၉နှစ်အရွယ်ရှိပြီးတော့၂၀၂၄ခုနှစ်ဇန်နဝါရီလ၁၅ရက်နေ့မှာအတင်းအဓမ္မဖမ်းဆီးခံခဲ့ရပြီး ဘိမ့်မြို့ကိုပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါဗျာအချာအလင်းဝင်လာတဲ့စစ်မှုရန်တပ်သားတဲ့ကိုတိုင်းကတော့အသက်29နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့2024ခုနှစ်ဧပြီလ23ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီကအတင်းအဓမ္မတပ်သားတဲ့အဖြစ်စုဆောင်းက ဘိန်းမြို့ကိုပို့ဆောင်ခန်းလိုက်ရသူဖြစ်တယ်လို့သိရပါဗျ။ပြည်သူရင်ဝင်ကိုခိုးလုံလာတဲ့စစ်မှုထမ်းတပ်သားတဲ့များကိုတော်ကြီးမွေဟောက်တပ်ဖွဲ့ King Cobra Force ကထိုက်တန်နဲ့စူချင်းငွေများချင်းမြင်ပြီးတော့ကောင်းမွန်စွာစောင့်ရှောက်မှုပေးထားတယ်လို့သိရပါဗျ။အလားတူပဲအာနာရှင်စစ်ကောင်စီအကြမ်းဖက်တပ်ကစစ်မှုထမ်းများအလင်းဝင်ရောက်ချင်းမှာကပြည်သူရင်ဝင်ကိုခိုးလုံချင်းမှာကတော်ကြီးမွေဟောက် King Cobra Force တပ်ဖွဲ့အပြင် ပတ်ဆိုင်ရာနီးစပ်တဲ့နယ်မြေအသီးသီးကတော်လိုင်းတပ်ဖွဲ့များထံကိုလည်းဆက်သွယ်နိုင်ပါတယ်လို့ဒေါ်ကြီးမွေးဟောက်တပ်ဖွဲ့ King Cobra Force ကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ဇိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစီခင်ဗျာ